ထိုင်းမှာပေါ့နော်ကျွန်တော်လမ်းပေးမှာဒီလိုမျိုးပုံးနေတို့များတွေ့ကြပုံးလေးမယ်နော်ဒီလိုမျိုးပုံးနေကနေကျွန်တော်တို့ဒါကိုရဲ့ human wallet ကောက်ကိုဝင်ဘလို့ဖြစ်ရမလဲကျွန်တော်ပြပေးမယ်အဲ့တော့ကျွန်တော်ရဲ့ဒီလိုမျိုးပုံးနေတွေ့ပြီဆိုရင်ကျွန်တော်အခုပြတယ်လို့ like လုပ်ပြီးတော့ငွေဖြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့သိထားရမှာကထိုင်းဘာသာစကားကိုပဲယူမယ်ပြီးရင်ကျွန်တော်တို့မှာ wallet ဆိုတဲ့ကောင်လေးရှိတယ်ပတ်စံအိမ်ပုံလေးနဲ့ဒီကောင်လေးပဲနှိပ်ပြီးပြီးရင်မှန်ကျစ်ရှင်းမယ်ကျွန်တော်ထိုင်းဘာသာစကားကိုပဲယူမှရမယ်နော်မြန်မာတော့ယူလို့မရဘူး ပြီးတော့ပြီဆိုရင်ကျွန်တော်ဒီမှာ e wallet ဆိုတဲ့ account လေးပတ်စံအိမ်လေးပဲအဲဒီ account လေးပဲတစ်ချက်ပြန်နှိမ့်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ true money wallet ဆိုတဲ့ account ကိုယူရဒါကျွန်တော် true money တွေကိုထည့်ပြမယ်နော်အများဆုံးကလည်းဘဏ်မရှိတဲ့သူတွေကဒီပြဿနာပဲ true money တွေကိုကြည့်ကျင်နေပြဿနာဒီနေရာမှာတော့ကိုယ့်ရဲ့ phone number ဆက်လုံးမှန်ကန်အောင်ထည့်မယ်ပြီးပြီဆိုရင်မှန်ချစ်ကိုနှိမ့်ပေါ့နော် phone number မှန်အောင်နှိမ့်ပါကျွန်တော်ဒီမှာအများဆုံး180ပဲထည့်လို့ရရနော်180 ठी ပဲတစ်ချိန်ကိုအဲ့တော့ကျွန်တော်က180စမ်းပြမယ် ဝင်ဆောင်ကပေးရပါတယ်เนาะဒါကြောင့်ကျွန်တော်တို့ထည့်လို့ရှိရင်များမှထည့်ပါ20 30လောက်သွားထည့်နိုင်မယ်ဆိုရင်ဘာမှမထူဘူးပေါ့เนาะအဲကျွန်တော်ဒီမှာဝင်ဆောင်ကတွေ့ရတိုင်းပဲကျွန်တော်တို့20ပတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ထည့်မှာ180ဆိုရင်အားလုံးပေါင်း200ပေါ့เนาะဒါပေမဲ့သူကဒီမှာတစ်ပတ်ချော့ပြီးတော့အာ196ပတ်ကျွန်တော်နေထည့်ပေးရမယ်เนาะတူတယ်ပေါ့เนาะအဲကျွန်တော်တို့ဒါပုံမှန်မင်းတော့သူဝင်ဆောင်ကားတွေကအလောက်ပဲအဲကြောင့်ကျွန်တော်တို့က များမှထည့်လို့ကျွန်တော်ပြောတာပေါ့နော်ကျွန်တော်ဒီမှာငွေထည့်မယ်ဆိုရင်ဒီအောက်ကပေါက်မှာပတ်စံနေ20တန်နေကျွန်တော်ဒီဒါထည့်လို့ရမယ်အဒီမှာတော့အကျွေးစီးတွေပေါ့တော့ဒီမှာထည့်ရမယ်ဒီမှာသူပြပေးထားရပေါ့နော်30တန်5ပတ်တစ်ပတ်နှစ်ပတ်အကုန်ထည့်လို့ရတယ်အတချို့ပုံးတွေမှာကျွန်တော်ဒီပတ်စံထည့်မရတဲ့ပုံးတွေဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာအကျွေးစီးတွေပဲထည့်ပေးလို့ရတယ်တစ်ခုနဲ့တစ်ခုနဲ့မတူဘူးတချို့ပုံးတွေကဒီမှာ ပြပေးထားတယ်ပေါ့နော်သူထည့်လို့ရတဲ့ငွေအမောက်တွေပေါ့နော်ဒီမှာပြပေးထားတယ်ကျွန်တော်ဒီတိုင်းပဲထည့်လို့ရတယ်ဆိုတော့အခုနီလန်းနဲ့ကျွန်တော်တို့ငွေဖြည့်ကြပါကျွန်တော်တော့မဖြည့်ပြတော့ဘူးကျွန်တော်ကဘန်ရှိရပြတဲ့ကြောင့်မလို့ဒါကဖြည့်ရတဲ့သူတွေအတွက်နီလန်းပဲပြပေးတာဖြစ်ပါတယ်ကျွန်တော်ဒီလိုမျိုးဗီဒီယိုတွေပေါ့နော်ခဏခဏကျွန်တော်တင်ပြပူတယ်ဒါပေမဲ့ဘာဆောင်လဲတော့မသိဘူးပေါ့နော်ဖြည့်ချခံရတယ်ဆိုတော့ဒီဗီဒီယိုလည်းကြံကောင်းပါစေလို့ပဲပြောရမယ်ဗျအားလုံးပဲအဆင်ပြေကြပါစေ